စက်တင်ဘာလ26ရက်မှအောက်တိုဘာလ5ရက်အထိမြန်မာနိုင်ငံပြည်နယ်တိုင်းဒေသများတွင်9ရက်အတွင်းဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းစက်တင်ဘာလ28ရက်ညနေ6နာရီအရှေ့ဘက်မှ BNN ကမ်းခြေကိုစက်တင်ဘာ28ရက်ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်ပြီးနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေလျားလာမည်ဖြစ်သည့်အရွယ်အစားချင်းပိုင်း300 နိုင်မိလေပွေလိုင်းမှမင်္ဂလာပင်လေအော်လေပိုင်းတို့ရွေလျားပြီးပုံမအားကောင်းလာမိလေဖီအားနဲ့ရဝန်းအရှိန်တက်ရောက်မှုများကြောင့် ရခိုင်ပြည်နယ်အေယာဝရီမြို့ဝကျုံးပေါ်ကံယိုရန်ဒေသများနှင့်မွန်တနင်္သာရီကံယိုရန်တလျှောက်တွင်စက်တင်ဘာ26ရက်မှ အောက်တိုဘာ2ရက်အတွင်းမိုးတက်လေပြင်းကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကျစဉ်လေပြင်းတနာရီမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းမြင့်9ပေမှ10ပေခန့်အထိရှိနိုင်ပါသည်ဤကာလအတွင်းပင်လယ်ပြင်ခရီးသွားခြင်းနှင့်ရေလုတ်သားပင်လယ်သို့ထွက်ခွာခြင်းများကိုရှောင်ကျဉ်သင့်ပါသည် အေယော်ရီတိုင်းပဲခူးတိုင်းချင်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တနင်္သာရီတိုင်းနှင့်ရန်ကုန်တိုင်းတွေမှာ9ရက်အတွင်းမိုးရေချိန်တရမှတစ်နှစ်120မမ်လေးလက်မမှ၈လက်မအထက်အထိဒေသအလိုက်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းတွင်မိုးရွာသွန်းမှုလျော့နေနေနိုင်ပြီး9ရက်အတွင်းမိုးရေချိန်40 90မမ်တဒသမ9ခွနဲ့လက်မမ3တဒသမ5လေးလက်မခန့် မကွေးတိုင်းတွင် နေရာကွက်၍ငိုသေးထန်နိုင်မည့်အခြေအနေကိုသတိပြုဂရုစိုက်ကြရပါမည်။တဘာဝဘေးအန္တရာယ်ရှိနိုင်သည့်ပြည်နယ်တိုင်းဒေသများရခိုင်ကမ်းရိုးတန်းမွန်တနင်းသာရီကမ်းရိုးတန်းချင်းပြည်နယ်ငိုသေးထန်နိုင်မိုးရေချိန်များနိုင်ခုနှစ်ရက်အတွင်းမိုးရေချိန်၂ရက်မရှိလက်မခံ။ မကွေးတိုင်းမန္တလေးတိုင်းမိုးပြက်တောင်းရွာသွန်းမှုစိတ်ပြီးယာယီမိုးသေးထန်နိုင်ခြင်းကြောင့်ရေကြီးရေရှင်ခြင်းများဖြစ်ပွားနိုင်ခုနှစ်ရက်အတွင်းရွာသွန်းရရှိနိုင်သည့်မိုးရေချိန်60ရမူလေးလက်မခန့်မိုးပြက်တောင်းရွာသွန်းခြင်းခိတ္တမြမိုးသေးထန်နိုင်ခြင်းတို့ကြောင့်ချင်းပြည်နယ်ကချင်းပြည်နယ်ရှမ်းပြည်နယ်တို့မှကုန်းမြစ်တောင်ထူထက်သည့်ဧရိယာများတွင်မြစ်တောင်ကျချောင်းရေများယုတ်ချီးမြင့်တက်လာနိုင် လေကွင်းပြင်များတစ်ပင်မြင့်များရှိသည့်ဧရိယာများတွင်လျှက်စီးလက်မိုးကြိုးပစ်ခြင်းအနေရရှိနိုင်။ချင်းကချင်ရှမ်းမြောက်နှင့်ရခိုင်ပြည်နယ်များတွင်တောင်ဆောင်းများတွင် မိုးသေးထန်ခြင်းကြောင့်တောင်ကျချောင်းရေကျဆင်းပြီးမြေပြိုတောင်ပြိုခြင်းများရုတ်ချီးရေကြီးခြင်းများဖြစ်နိုင်ဤကာလအတွင်းစက်တင်ဘာလ26ရက်မှ အောက်တိုဘာ5ရက်အတွင်းဖြစ်ပေါ်လာနိုင်မည်မိုးသေးထန်နိုင်ခြင်းတောင်ကျချောင်းရေကျဆင်းမှုကြောင့်ရုတ်ချီးရေကြီးနိုင်ခြင်းမြေရည် စစ်တောင်းနှင့်တန်လွင်မြင့်တက်လာနိုင်ခြင်းတို့ကိုတရင်အချက်လက်ရရှိသည်နှင့်တင်ပြအတိပေးနေမည်ဖြစ်ပါ၍မိုးလေဝသအခြေအနေတရင်များကို မပြက်ကယူစိုက်ကြည့်ရှုမျှဝေပေးကြပါယံတိုက်တွန်းပါသည်